ချယ်ဆီအသင်းကချန်ပီယံလစ်ပါဘူးကို3ဂိုးတကိုးနဲ့အနိုင်ယူပြီးတော့သူတို့ရဲ့ချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်အတွက်ခိုင်မာတဲ့ challenge တစ်ချက်ကိုလှမ်းလိုက်ပါတယ်ဒီပွဲမှာ Romeo Lavio, Moises Caicedo, Enzo Fernandez ခိုးဖာမှာနိုနီမာဒိုအခီဒိုရဲ့အကောင်းဆုံးခြေစွမ်းတွေကိုမြင်တွေ့ခဲ့ရပြီးတော့ချဲစီယာလီဗာပူးအသင်းကိုပြပြတတအသာစီးယူနိုင်ခဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်လီဗာပူးအသင်းအနေနဲ့ကတော့အရင်ကစားသမားတချို့ကိုထုတ်သုံးခဲ့ပြီးတော့သူတို့သုံးခဲ့တဲ့နေရာကအရေးကြီးတဲ့ကွင်းလယ်ရှူနစ်ဖြစ်နေတဲ့အတွက်ချဲစီအသင်းရဲ့ထူးခဲ့တဲ့ကွင်းလယ်ရဲ့လွှမ်းမိုးမှုကိုခံခဲ့ရပြီးတော့ဒီပွဲကိုရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါစီတူ opinion ကနေကြိုဆိုလိုက်ပါတယ်ခုတင်ဆက်ပေးချင်တာကတော့ Chelsea 3 Liverpool 1လျှက်တစ်ပြက် review ပဲဖြစ်ပါတယ် Chelsea အသင်းက Liverpool ကိုမနိုင်တာဆယ်ပွဲရှိခဲ့ပြီးအခုအခြေအနေကတရေရှိရင်လို့ပြောမယ်အခြေအနေဖြစ်ပြီးတော့ Champions League ဝင်ဝင်မျောလင်းချက်အတော့အင်မတန်အရေးကြီးနေတယ်ဒီအခြေအနေမှာ Chelsea က Liverpool ကိုအနိုင်ယူခဲ့တယ်ရှားလက်တယ်မဟုတ်ဘူးခြေစွမ်းပိုင်းမှာလည်းကျင်းနေစရာအများကြီးတွေ့ခဲ့ရပြီးတော့ပြောရမယ်ဆိုရင်ဒီပွဲဟာ Chelsea ရဲ့ ရှာရှာပါပါစိတ်ချရတဲ့နိုင်ပွဲတွေတခုဖြစ်ခဲ့တယ်။ပွဲရဲ့အစလယ်ဆုံးမှာကျွန်တော်တို့ Chelsea ရဲ့တတ်တောင်းတာရှိမှုထိန်းချုပ်နိုင်မှုကိုအပြည့်အဝမြင်တွေ့ခဲ့ရ Liverpool အနေနဲ့သူတို့ဒီပွဲမှာ Chelsea ကိုပြန်လုံနိုင်တဲ့အရာတွေနည်းခဲ့တယ် limited ဖြစ်ခဲ့တယ်။အဲ့လို limited ဖြစ်အောင်လဲ Chelsea အသင်းကအကောင်ဆုံးချုပ်ကိုင်နိုင်ခဲ့တယ်။ဒီလိုချုပ်ကိုင်တဲ့နေရာမှာတော့အရေးကြီးတဲ့ကစားသမားတွေအဖြစ်ထိတ်ဆုံးမှာ Romeo Lavia ကိုထားခြင်းပြီးတော့သူတို့ ਨੇ ဆက်လျင်းနေတဲ့အရေးပါတဲ့ကစားသမားတွေဖြစ်တော့ Moises Caicedo, Enzo Fernandez နဲ့ Copa Maru ကိုထည့်သွင်းခြင်းပါတယ်အထူးသဖြင့် Romeo Lavia ပါဝင်တဲ့ Chelsea အသင်းရဲ့ Pickford က Liverpool အသင်းရဲ့လူမဆုံတဲ့ကွင်းလယ်ကိုအပြည့်အသက်လွှမ်းမိုးထားခဲ့တယ်ဒါအပြင် Moises Caicedo ရဲ့ defensive war rate ဒါအပြင်ကွင်းလယ်မှာပူပေါင်းပြီးတော့ကစားဟန်သူ့ရဲ့ဒီ engine တလုံးလိုမျိုးကစားအား tactical အမြင်အဆရှိသဖြင့်ကွင်းလေလူတယောက်စီက modern ကွင်းလေလူတယောက်စီကတောက်ဆူတဲ့အရာအလုံးကို wise scan စီတို့က ဖြည့်စွမ်းပေးတယ်ဒါအပြင် तू ဟာပုံမှန်မဟုတ်တဲ့နေရာမှာညာနောက်ခံအဖြစ်ကစားနေတယ်ကစားနေရင်လည်း तू ဟာလိုအပ်တဲ့အရာအလုံးကိုဒီထည့်ပြီးတော့ဖြည့်ပြီးသွားတယ်ဗောနော်အဲ့တော့ဒီဖြည့်သွားတဲ့အရာကြီးကတော်တော်လေးကိုချီးကျူးဖို့ကောင်းတယ်ပြောမယ်ဆိုဒီပွဲကနည်းနည်းလေး drama ဆန်တယ် Wise Guy 0ရော Romeo Lavia ရောကလွန်ခဲ့တဲ့နှစ်မှာ Chelsea အသင်းမရောက်ခင် Liverpool အသင်းရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတဲ့ကစားသမားတွေဖြစ်တယ်အဲသူသဖြင့် Wise Guy 0ဆို Liverpool အသေးအံလိုချင်ခဲ့တယ် တ်ဆန်ကြောင့်ပြီးတော့ဒီ Romeo sorry Vice Cancy တို့ ਨੇ ဒီ Chelsea အသင်းကြားကသဘောထူညီမှုတချို့ကြောင့်သူတို့ Liverpool ရဲ့အပြောင်းအရွှေ့ပြတ်ပြဲခဲ့ရတာဖြစ်တယ် Liverpool မှာလက်ရှိလိုနေတဲ့နေရှာလည်းဖြစ်တယ်အဲ့တော့ Vice Cancy တို့ Lavia ကိုလိုတာထိတ်တန်းလူငယ်ကျယ်ပွင့်နေဈေးအများကြီးပေးရတဲ့ကစားသမားတွေက Waterloo and Duro ကိုင်းနေဝင်လာတာကိုဒါ cut off honor လုပ်ပေးခဲ့ရတဲ့အခိုက်အတန့်ပေါ့နော်ဒါအခြားတစ်ဖက်ကကြည့်ရင် Liverpool ရဲ့ခံစားရတဲ့အောင်မြင်မှုကိုပြသနိုင်နေ Kaiser တို့ လော်ရီယာရုဘက်ကကြည့်မယ်ဆိုတော့ဒါဟာခါတီးတဲ့အတွေ့အကြုံတစ်ခုဖြစ်တယ်။ဒီသူတို့ရဲ့ level Liverpool အသင်းကိုသူတို့ပြောင်းရွှေ့ခဲ့ရင်ဒီအောင်မြင်မှုဟာဒီ Premier League အောင်မြင်မှုဟာရရှိရတာသူတို့ဖြစ်တယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာတော့သူတို့အနေနဲ့ Cut of Honor လုတ်ပေးခဲ့ရတယ်။အဲဒါကြောင့်လားမသိဘူးဒီပွဲမှာပို့ပြီးတော့ကြွားရွာနေတဲ့ Lovier နဲ့ Gain Sido တို့ကိုကျွန်တော်တို့မြင်ခဲ့ရတယ်။ Gain Sido ဟာသူခြေစွမ်းပျောက်တဲ့ပွဲခြေစွမ်းကျခဲ့တယ်ပေါ့နော်။ပြောမယ်ဆိုဒဇင်ဘာကနေဒါလွန်ခဲ့တဲ့ နောက်ဆုံးအခုမတိုင်ခင်၃ဘွဲလောက်ထိမှာ Wise Sky Zero ရဲ့ခြေစွမ်းမှာအတင်းအဆောင်လေးတွေရှိခဲ့တယ်။အဲ့နောက်ပိုင်းသူပြန်ကောင်းလာတဲ့နေ့ချဲစီရဲ့သူကောင်းလေလေချဲစီပိုတက်လာလေလေသူငိန်လေလေချဲစီတည်ငိန်လေလေသူမာလေလေချဲစီပိုမာလာလာလေဆိုတဲ့တရုတ်သက်ကံကိုကန်စီတော်ကပြသနေတယ်။ဒီဘွဲမှာသူဟာအတင်းရဲ့အရန်အရေးကြီးအခက်ရာဖြစ်တယ်။အတင်းရဲ့ဒီအုံနောက်အနေနဲ့ ကစားသွားတာတော့ဒီ Lavia ပေါ့နော် Lavia ရဲ့ဒီ Queen Hand ချက်ကစားပုံတော်တော်လေးကောင်းတယ်ဒါပေမဲ့ခုနလိုမျိုး Anzo တို့ Gansido တို့ဘေးနားမှာမရှိနေနော် Lavia လည်းအဲ့ဒီအလုပ်ကိုလုပ်နိုင်မှာမဟုတ်ဘူးသူ့မှာ talent ရှိတယ်ဒါပေမဲ့ talent တခုတည်းနဲ့မလုံလောက်ဘူးအဲ့တော့အဲ့မလုံလောက်တဲ့အရာတွေကိုလုံလောက်အောင်ပေါ်လာဖို့အတွက် Gansido နဲ့ Anzo တို့ကကူညီပေးခဲ့တယ်အရှိမပေးရမယ့် best option အဖြစ်တော့ Colbama ကကူညီပေးခဲ့တယ်ဖွင့်ကိုရထားတဲ့ဘောလုံးတွေဟာတော်တော်လေးကိုတက်ရက်ခဲ့တယ်ပြောမယ်ဆိုရင် Lavia ရဲ့ talent ကို ပါမားရဲ့ talent ကိုကျွန်တော်တို့မြင်ခဲ့ရတာကူပါမားဟာဒီ Curtis Jones ကိုဒီချော်လဲသွားတယ်ပေါ့နော်ဒါပေမဲ့ Curtis Jones ချော်လဲရဆိုတာသူ့ဘန်သူအလကားမတင်ချော်လဲတာမဟုတ်ဘူးကူပါမားရဲ့ဒီနေရာလွတ်တွေကိုရှာဖွေပြီးတော့ပြေးနိုင်မှုကြောင့်အာယုံများပြီးတော့ light မဲ့အခြေအနေမှာချော်လဲသွားခဲ့တာဖြစ်တယ်အဲ့တော့ဒါကူပါမားရဲ့ vision ပြီးတော့အဲ့ဒီအခွက်ကိုမြင်တဲ့ Lovia ရဲ့ vision ပြီးတော့သူတို့နေရာဂျာကချိတ်ဆက်မှုအဲ့တော့ဒီချိတ်ဆက်မှုကောင်းတဲ့ talent မြင့်တဲ့ကစားသမားတွေ ရဲ့ချိတ်ဆက်မှုရဲ့ power ဘယ်လိုလဲဆိုတာကိုကျွန်တော်တို့ပြသခဲ့တာပေါ့နော်အဲ့တော့ဒီအချိန်လေးက Chelsea က transition ဖြစ်သွားခဲ့တယ်အဲ့တော့ဒီယာဒီမှာ Chelsea ဟာ attack to defense uh, sorry defend to attack transition အချိန်အများဆုံးလုပ်ထားတဲ့အသင်းဖြစ်တယ်သူတို့ဟာ high position base ကိုကစားပေးမယ်သူတို့ရဲ့ transition တွေကသူတို့အတွက်ပိုကောင်းတဲ့လက်နက်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါသူတို့ရဲ့ဒီ transition အချိန်တွေကရသွားတဲ့ကိုဒီဖောက်ဖောက်တဲ့အချိန်ကြီးအတွက်ပြီးတော့ကိုရရှိမှုနှုန်းတွေတော်တော်လေးမြင့်လာပျက်စုံနေတယ်ဒါပေမဲ့ ချက်စီကအဲ့ဒီ gain ထဲမှာလုံးလုံးရရခစားတာမဟုတ်တဲ့အတွက်လိုအပ်ချက်တွေတော့ရှိတယ်ပေါ့နော်သူတို့ရဲ့ base ထားတဲ့ပုံစံကတော့ဒါ Manchester City Arsenal တို့လိုမျိုး highly position game positional game ပေါ့နော် Guardiola model တွေကိုသူတို့အဓိကကစားတာပေါ့လေအဲ့တော့ဒီနေရာမှာတော့တခြားသောအသင်းတွေတူတာ transition ကိုပို့ပြီးတော့ထည့်သွင်းကစားတယ် Premier League အမြင့်ဆုံးအသင်းတွေကတစ်သင်းဖြစ်တယ်အဲ့တော့ဒီအခြေအနေမှာလည်းဒါကိုပါမတယ်ဆောင်တဲ့ပက်ထရွန်တွေတိုးဖြတ်တင်ပေးတဲ့ Anso Fernandez သွင်းသွားတယ် ပက်ထရိုနီတိုးရက်ဖြစ်တဲ့ပြေပိုးမှုလည်းတော်တော်လေးကောင်းတာတွေ့ရတယ်ဒီဥဆောင်ကိုကတော်တော်လေးကိုအရေးပါခဲ့တယ်ဘာလို့လဲဆိုတော့အခြားသောတစ်ဖက်မှာလီဗာပူးကအင်ပြအားဖြင့်မဟုတ်ဘူးအထူးသဖြင့်သူတို့ရဲ့အင်မတန်အရေးပါလေကွင်းလေပေါ့နော်အဲ့ဒီနေရာမှာလုံးဝအရှံကစားသမားတွေကြီးပဲအန်ဒိုရဲ့ဟာဗီအဲလီယက်ရဲ့ပြီးတော့ကာဒစ်ဂျုံးစ်ရဲ့ပေါ့နော်အဲ့ဒါကာဒစ်ဂျုံးစ်တယောက်တာ အဲဒီလုံလောက်တဲ့ပထမအသင်းနဲ့ပေါ်ထွက်မှုကိုရရှိထားပြီကျွန်တဲ့နှစ်ယောက်ကရန်ဖန်ရန်ခါမှပါရလေးရှိတယ်လီဗာပူးရဲ့ဒီ primal setup တစ်ခုနဲ့ကစားလေးမရှိတဲ့ကစားသမားနှစ်ယောက်ဖြစ်တယ်အဲ့တော့ဒီလိုမျိုးအခြေအနေမှာတော့ကိုကဘောလုံးကိုကင်ပြီးတော့ကစားမယ်အခြေအနေမှာဒီကစားသမားနှစ်ယောက်နေနဲ့လီဗာပူးရဲ့ကစားဟန်ကိုလိုက်မိခြင်းမရှိခဲ့ဘူးလီဗာပူးရဲ့အားနည်းချက်ကိုလည်းသိသာခဲ့တယ်အဲ့တော့ဒီအခြေအနေဟာပြောမယ်ဆိုရင် Arnes Slot အနေနဲ့ဒီလီဗာပူးရဲ့ hierarchy တွေကိုဒီအသင်းမှာဘာလိုရလဲဆိုတာပြသလိုက်တဲ့ပွဲတစ်ခုလို့အောင် ပြောလို့ရတယ်ပြီးတော့သူဘာတွေလုပ်ပြခဲ့လဲဆိုတာကိုလည်းကျွန်တော်တို့သင်သားမြင်သာရှိအောင်အဲဒီလူစရင်ကပြသနိုင်တယ်ဗောနော်လီဗာပူးရဲ့လူစရင်မှာလိုအပ်ချက်တွေအမှန်တကယ်ရှိနေတယ်ထင်းထင်းရှားရှားရှိနေတာကိုလည်းကျွန်တော်တို့မြင်တွေ့ရတယ်အစုသဖြင့်ဒီ line up ဒီ setup တကယ်တော့လီဗာပူးရဲ့ဒီအကောင်းဆုံး setup ဗောနော် graph and back michaelister နဲ့ sobos line တို့ဆိုရင်တော့လီဗာပူးရဲ့ကွင်းလယ်ဟာလိုအပ်ချက်တခုရှိနေတယ် graph and back မကောင်းလို့မဟုတ်ဘူး michaelister မကောင်းလို့မဟုတ်ဒါပေမဲ့ graph and back ဟာ natural nemesis မဟုတ်ဘူး versus gain စီလို့လို့ player မဟုတ်ဘူးအဲ့တော့အဲ့လိုမဟုတ်ချင်းကြောင့်ဖြစ်လာတဲ့သဘာဝအနေချက်တွေရှိတယ်အော်ဒါ liverpool ရဲ့အနေချက်အခု andro တို့ကြတော့သဘာဝ nemesis ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့အဲ့ဒီလောက် function နည်းတဲ့ကစားသမားဟာ liverpool လို့ထိတ်တန်းအသင်းမှာ pivot nemesis pivot လုပ်လို့မရဘူးသူရဲ့ဒီ chart technical aspects တွေသူရဲ့ဒီ mobility လို့ခေါ်တဲ့ရွေးရှားနိုင်စွမ်းတွေဒီ yai လိုအပ်သေးတယ်အဲ့တော့အဲ့ yai အန်တိုမှာမရှိဘူး ပြောမယ်ဆိုအရန်ကစားသမားအနေနဲ့တော့အန်တူကဒါတော်တော်လေးကို profile name နဲ့အဆင်လို့ပြောလို့ရတယ်ဒါပေမဲ့ဂျပန်ကစားသမားဖြစ်တဲ့စီကန်းရှိတယ်ဥဆောင်မှုရှိတယ်ဒီကြာရံနေရာမှာအကောင်းဆုံးကစားပေးနိုင်တယ်အဲဒီအစွမ်းနေကြောင့်အန်တူဟာလီဗာပူးတင်မှာဒါနေရာတနေရာရှိနေတယ်ပြောမယ်ဆိုရင်တော့ဒီလီဗာပူးရဲ့လိုအပ်ချက်လေးတွေကိုဒီလူစင်းရင်အဖြစ်လိုအပ်ချက်လေးတွေဒီဘက်မှာပြသနိုင်ခဲ့လို့ပြောလို့ရတယ်အဲတခြားသောအနေနဲ့ကတော့ပြောမယ်ဆိုရင်လီဗာပူးအနေနဲ့သူတို့ရဲ့ဟန်ဂါကလည်းရောနေပြီဒီကွင်းလယ်ပေါင်းနဲ့အားကလည်းတိတိကျကျ ရောတဲ့အဆင့်မဟုတ်လုံးဝပြုတ်ထွက်နေတဲ့အဆင့်ဖြစ်တဲ့အတွက် Chelsea ရဲ့ခုနလိုမျိုးအရန်မိနေတဲ့အရန်စာလောင်နေတဲ့ပြီးတော့အမှတ်လည်းတကယ်လူနေတဲ့အခြေအနေကကမ္ဘာထိပ်တန်းကွင်းလယ်ကစားသမားတွေစုဖွဲ့ထားတဲ့ကွင်းလယ်စွမ်းအားကိုလိုရှင်နိုင်ခြင်းမရှိခဲ့ဘူးတစ်ချိန်တည်းမှာကိုစောစောကြီးရခဲ့တဲ့အတွက် Chelsea ဟာသူတို့ defensive setup ပုံစံမျိုးဖြစ်သွားပြီးတော့ဒီ Liverpool ကဘောလုံးကိုပိုကန်ရတဲ့အခြေအနေမျိုးဖြစ်သွားတယ်ဒီအခြေအနေမှာဒီအခြေအနေကလည်းဒါ Chelsea အကြိုက် Chelsea တို့အဆင်ပြေတဲ့အခြေအနေဖြစ်ခဲ့တယ်ဒါအပြင် ဒီကူကရီယာအနေနဲ့ဒီဘွဲမှာအရှိကိုအရန်တက်ချင်မရှိခဲ့ဘူးမိုဆာလောက်ထိမ့်ဖို့တော့နောက်မှာစတစ်ကလုပ်ပြီးတော့ကစားသွားခဲ့တယ်အဲ့တော့ DHA အနေဟာအမ်ပြောမဆိုရင်လီဗာပူးကိုထိမ့်ချုပ်ဖို့အတွက်အဆင်ပြေခဲ့တယ်ချဲစီရဲ့ဒါပြောမဆိုရင်ရှေ့ဘွဲတွေရှေ့ဘွဲတွေမှာအားနေခဲ့တယ်ပေါ့နော်ဒီ3 3 2 5 ဆက်တပ်ပေါ့လေတိုက်စစ်ကိုအလုံးကျော်တက်ချင်းဆက်တပ်မျိုးဆိုတာတက်ဒီဘက်မှာအဲ့ဒါတွေအနေခဲ့ပြီးတော့ခန်းစစ်ကိုပဲအယုံပူဆိုင်ကတာများခဲ့တယ်ထိန်းချုပ်မှုပဲပိုးအောင်ဆိုင်ခတာများခဲ့တယ်ဒီလိုအခြေအနေမှာ Chelsea ကပိုကောင်းတာကိုတွေ့ရတယ်အဲ့တော့အဲ့ဒီအဲ့ဒီလိုပိုကောင်းတဲ့ game ဖြစ်ဖို့အတွက်သူတို့ရဲ့လူဝင်ဟာပြီးတော့ပွဲအတွင်းအခြေအနေကဒီအရာကိုတွန်းပို့ခဲ့တယ်ပွဲတွင်းအခြေအနေဆိုတာကတော့ကိုစော့စော့စီရရှိခြင်း Liverpool လူဝင်ဟာမပြည့်ခြင်းပြီးတော့ Liverpool ကို night ကအသေးအံဖြစ်မှုပျောက်ဆုံးနေတယ် တော့တက်တန်ချစ်ဖို့မှာ Chelsea ကပိုတယ်ဗောနော်ဒီအရာတွေနဲ့အတူလုံးပြီးတော့ကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာတော့ Chelsea ရဲ့အခုလို Titan နဲ့နိုင်ပွဲတစ်ခုကိုကျွန်တော်တို့အလုံးမြင်တွေ့ခဲ့ရတယ်ပြီးတော့ကျွန်တော်တို့ plus strike ခဲ့တဲ့အရာတွေအများကြီးရှိတယ် Chelsea ဘက်မှာအဲ့ဒါကတော့ဒါ Champions နိုင်ရရှိခြင်းဖြစ်တယ်သူတို့ Liverpool နဲ့တွေးနေတဲ့အခြေအနေမှာနိုင်ပွဲပြောက်ဆုံးခြင်းကိုအဆုံးသတ်နိုင်ခြင်းဖြစ်တယ်ဒါအပြင်သူတို့အနေနဲ့ကြာပြီဖြစ်တယ်ဗောနော်ကျွန်တော်တို့မမြင်ရတဲ့ control တစ်ခုကိုဒီပွဲမှာပြနိုင်ခဲ့တယ် သူတို့ပြခဲ့တဲ့အတန်းလက်ပါဘူးအတန်းအဲ့တော့ဒါကြီးရဲ့အတက်စီအကောင်းတယ်ကန်ဆယ်ပိုင်းမှာလည်းပြောမယ်ဆိုရင်ချော်လိုဗန်နဲ့လေဗီခော့ဝဲလိုတော်လေးကိုကောင်းခဲ့တာကိုကျွန်တော်တို့မြင်ရနိုင်တယ်ဗောနော်အဲ့တော့ဒီအဆအဆအရာရာမှာချဲစီအနေနဲ့ plus တွေအများကြီးထွက်ခဲ့တယ်နောက်ဆုံးနဲ့အချို့ဘောတကာဆင်တာကတော့ခိုးပါမခိုးပါမရဲ့ဒါဖန်တဲ့ဒီဗောနော်ခိုးပါမအနေနဲ့ကိုရရှိဖို့တော်တော်လေးစားလောင်နေရောကျွန်တော်တို့အားလုံးမြင်တွေ့ရတယ်အဲ့ဒီပက်ထရိုနီတိုကန်လိုက်တဲ့လုံးမှာဆိုတော့သူတော်တော်တောသားထွက်နေအောင်မြင်ရတယ်။ဒါပေမဲ့တပွဲလုံးမှာဂိုးခွင့်ရေးသူတို့ရရှိဖို့အခဲရင်ခဲ့တယ် နောက်ဆုံးမှာတော့ကံကောင်းစွာပဲဒါ cancer ရဲ့အဲဒီ time timely မဖြစ်ဘူးပေါ့နော်ဒီ timing မကိုက်တဲ့ဖြတ်ထုတ်မှုပါလေ penalty ပေးခဲ့ရတယ် penalty ကိုခုဘက်မှာတွင်းယူနိုင်ခဲ့တယ်ဒီ penalty မှာတော့ cancer ရဲ့ anecdata ဆိုင်ရင်ဒီ sobos line လူပေးတာပြီးတော့ market lister လူလူဒီ penalty လူလူနဲ့အဲ့လိုရောသွားတဲ့အချိန်တည်းကနေပေးလိုက်ရတဲ့ကိုဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာ liverpool cancer ရဲ့ sloppy ဖြစ်မှုတွေလည်းကျွန်တော်တို့အများကြီးတွေ့ရတယ် fan dyke ကိုယ်တိုင်ကစလွဲမလေးရှိတယ် ဒီဒုတိယကိုဆိုရင်လေသူတို့ရဲ့အမားကနေကွမ်ဆာကတော့ခေါင်းစဉ်တိုက်ရမယ်ဒီကန်ဆိုးသူမောင်ရှင်ဖြစ်သွားတာပေါ့နော်အုံကိုဖြစ်သွားခဲ့တယ်ပေါ့လေကွမ်ဆာရဲ့ဒီဒီဘဲလုံးဆွမ်းဆောင်ရက်လေလောလောချင်းမရှိဘူးလုံးဝမနိုင်ဘူးအထူးသဖြင့်ဒီဘွဲမှာချယ်ဆီရဲ့ဘယ်တော်မှာကစားခဲ့တဲ့နိုနီမာဒူရီခီအဲ့တော့မာဒူရီခီကဘယ်တော်မှာပြီးခဲ့တဲ့ဘွဲမှာလက်ချေဆွမ်းပြခဲ့တယ်သူ့အတွက်နေရာတစ်ခုတွေ့သွားပြီလားလို့တော့ပြောလို့ရတယ်ဒါအပြင်ဘယ်တော်မှာကျွန်တော်တို့ဟာဒီရာဖင်ညာ type ပေါ့နော်ဘာစီလိုနာမှာရာဖင်ညာကစားနေတဲ့ပုံစံမျိုးကို နော်ဒီမှာတို့ခီကပုံစံတူလိုက်ကူပြီးကစားနေတယ်လို့ပြောရလောက်အောင်အမ်တူနေခဲ့တာကိုတွေ့ရတယ်အချိုးလည်းရှိတာဘူးကျွန်တော်တို့တွေ့မြင်ရတယ်ဗောနော်ဒီချက်ကတော့ချက်စီဘက်ကချီးကျူးရမယ်အချက်ဖြစ်တယ်ကွန်ဆာတို့ကတော့ nightmare ပွဲတပွဲလို့ပြောရမယ်ဒါအပြင်ဘယ်ကန်စစ်မှာလည်းလိုအပ်ချက်ရှိတယ်ညာကန်စစ်မှာလည်းအလက်ဇန္ဒားအာနိုရဲ့မတည်ငြိမ်မှုတွေဆိုတော့ပြောမယ်ဆိုလီဗာပူးကဒီရာဒီမှာတော့ချန်ပီယံလိရရှိအာပရီးမီးယားလိရရှိခဲ့ပြီဒါပေမဲ့နောက်ရာသီအတွက်မှာသူတို့ရဲ့လူစင်းထဲမှာလိုအပ်ချက်တွေရှိနေသေးဆိုတာဟုတ်ဒီပွဲကနေ ဲပြတ်တာသွားခဲ့တယ်သို့မဟုတ်အန်စလော့ဟာတမင်ပြတ်တာသွားခဲ့သလားပေါ့နော်အဲ့တော့ဒီအရာတွေတို့ကျွန်တော်ဒီပွဲကနေမြင်တွေ့ခဲ့ရပါတယ်ပွဲနဲ့ပတ်သက်ပြီးတော့ပြောစရာတွေရှိရင်လည်းမေဆွေတို့အနေနဲ့ကွန်မန့်မှာမန်ပေးသွားခဲ့လို့ရှာပါတယ်ရှိအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်းဆုံတွေ့ပါမယ်ခင်ဗျာ